အိန္ဒိယနိုင်ငံဟာကဘာပေါ်မှာစေတောတာတရားဖြစ်ဖို့အခက်ခဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။ပါကြောင့်လေ။ဟုတ်ကဲ့ပါ။ကျွန်တော်နာမည်ကတော့ဆလိုင်းလင်းဒီဖြစ်ပါတယ်။ကဘာပေါ်မှာတောတာတရားဖြစ်ဖို့ဆိုတာတကယ့်ကိုမှခက်ခဲတဲ့အရာဖြစ်နေတယ်လို့ကျွန်တော်တို့ဘာဝန်ကျင်ကိုမြင်ရတယ်ပြီးမှ ဖြစ်တာတဲ့တောက်တာတွေကိုကြီးပြီးမှတယ်သူတို့တွေတတို့ကိုစွန်းစားခဲ့ကြတယ်တတို့ကိုပေးကမ်းခဲ့ကြတယ်ဆိုတာကျွန်တော်တို့မြင်ရတာဖြစ်တယ်ဒါကြောင့်မလို့အိန္ဒိယနိုင်ငံမှာကပပေါ်မှာဆေးတောက်တာတယောက်ဖြစ်ဖို့အကေခေးဆုံးနိုင်ငံတွေထဲမှာအိန္ဒိယနိုင်ငံပဲတနိုင်ငံဖြစ်နေပါတယ်ဘာကြောင့်လဲဆိုရင်အိန္ဒိယနိုင်ငံမှာဆေးတောက်တာတယောက် MBBS တဲ့ရောက်နိုင်ဖို့ဆိုရင်အများကြီးအချင်းတွေပေးရမှာဖြစ်တယ်လို့ Python တွေနဲ့အများကြီးကုန်ကြရမှာဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုရင်အာဒီ emission ကိုယူပြီးမှကြောင်းတဲ့နိုင်ဖို့အရေးကိုတတော်လေးကိုမလို့ကိုတဲ့အနေအထားဖြစ်နေပါတယ်။အိန္ဒိယနိုင်ငံမှာစေတန်းအောင်တဲ့ကျောင်းသူကျောင်းသားဖြစ်ရမယ်၊စစ်နေတန်းအောင်တဲ့ကျောင်းသူကျောင်းသားဖြစ်ရမယ်။ဒီစေတန်းစစ်နေတန်းအောင်မှာ science science subject နဲ့အောင်လာတဲ့သူတွေဖြစ်ရမယ်။ဒီ science ဘာသာရတွေထဲမှာ physics, chemistry, english, mathematics, biology ဒီဘာသာရတွေနဲ့စေတန်းစနစ်တန်းကိုကြိုထွားနိုင်ပြီးမှအောင်လာတဲ့ကျောင်းသူကျောင်းသားတွေဖြစ်ရပါမယ်။ဒီထဲမှာတော့မှစနစ်တန်းပြီးလာတဲ့ဒီ MBBS ကိုတခါသေးနဲ့ admission ယူပြီးမှ တိတ်ခွန်ရမှာမဟုတ်ပါဘူးဒီခေနစ်ဆိုတဲ့1ခွန်ကိုကျွန်တော်တို့ဖြေဆိုရမှာဖြစ်ပါတယ်ဒီ1ခွန်ကလည်းတန်ဟက်တန်ဟက်ကိုအချိန်ပေးရမယ်တန်ဟက်မဟုတ်ရင်တန်ဟက်အချိန်အတိုးတွင်းယူရမယ်အချိန်ပေးရမယ်ဒီကြားမှာလည်းအိန္ဒိယရူပီနဲ့ဆိုရင်တော့တတိယတင်းတုံးလေးတင်းလောက်ကုန်ကြပြီးမှပဲဒီ NDE တင်းနစ်ဆိုတဲ့1ခွန်ကိုလည်းကျွန်တော်တို့လုပ်နိုင်မှာဖြစ်တယ် everyone ခွန်ပြီးမှာပဲ everyone ခွန်ကိုလည်းကြိုးထွားနိုင်လေအောင်လေအဆင်ပြေတယ်ဆိုမှပဲဒီ MBBS ဆိုတဲ့တောက်တာလိုင်းကို admission ယူခွင့်ရမှာဖြစ်ပါလေ government university မှာဖြစ်ဖြစ် private university မှာဖြစ်ဖြစ်ပေါ့ဆိုတော့ဒီ ENEET နည်းဆိုတဲ့ one con ကိုလုပ်တဲ့ကျောင်းသူကျောင်းသားတွေဆိုရင်တနေ့တနေ့မှာတုံလေးတင်းလောက်ရှိကြတယ်တဲ့ ဒါပေမဲ့ចောင်းမှာ like DMBBS တောက်တာလိုင်းကိုတနေ့တနေ့ကို like ခံဖို့ចောင်းသူចောင်းသားတွေရဲ့နေရာကဒီစေတက်ကတော်တွေစေကိုရစ်တွေမှာဆိုရင်ចောင်းသူကြောင့်တနေ့တနေ့ကို like ခံဖို့ဒီတောက်တာအတွက်နေရာဆိုရင်ចောင်းသူចောင်းသားတသိန်းစာလောက်ပဲရှိတာတဲ့အဲ့ဒါចောင်းမလို့အဲ့လိုနိုးတဲ့ဖြစ်တဲ့အခါကျတော့ဒီဝန်ခွန်းကိုလည်း တော်တော်များများကဝန်ခွန်းကိုလည်းမကြော်ထွားနိုင်ကြဘူးဖြစ်နေတာပေါ့ကြော်ထွားနိုင်မယ်ဆိုရင်တော့မှနှက်တွေတုံးတိန်နှက်တနည်းမှာကပဲနဲ့တုံးတိန်နှက်တွေစောင်းပြီးမှပဲအဲခွန်းတွေရကြတဲ့အခါကျတော့ဒီဝန်ခွန်းကိုလုပ်ပြုံလေးကွာပိုက်ဆံကမလွယ်ဘူးပိုက်ဆံကုန်းကလည်းပြီးတော့အဲ့လိုမျိုးတွေတောက်တာတယောက်ဖြစ်ဖို့အခက်ခဲဆုံးနိုင်ငံတဲ့နိုင်ငံဖြစ်နေတယ်ဆိုပေမဲ့အိန္ဒိယနိုင်ငံမှာတောက်တာပေါင်းများများစွာထရှိနေပါတယ် ြီးလိုက်ရင်လမ်းပေးကြီးလိုက်ရင်ဆေးတွေထည့်ထည့်ပါပဲလမ်းပေးကြီးလိုက်ရင်ဒေါက်တာတွေထည့်ထည့်ပါပဲလူတိုင်းလူတော်ကဒေါက်တာဖြစ်နေရတာပါအိန္ဒိယနိုင်ငံကအိန္ဒိယနိုင်ငံလားဆိုရင်လည်းကမ္ဘာပေါ်မှာရှေးထုတ်လို့မဟုတ်အကောင်းဆုံးနိုင်ငံတနေငံအဖြစ်ရပ်တည်နေပြီးမှဆေးရဲ့အရာတွေကအရန်ကောင်းမွန်လေအရန်ကောင်းမွန်တာဖြစ်တယ်ပြီးမ ဒီအိန္ဒိယနိုင်ငံမှာဒီတော်တာရတော့ဒီနိုင်ငံမှာအလုတ်အကန်မရနိုင်တော့တခြားနိုင်ငံတွေမှာတော်ပြီးမှအလုတ်လုပ်နေတဲ့တခြားနိုင်ငံတွေဒီကနိုင်ငံတွေမှာ အလုတ်လုပ်နေတဲ့အိန္ဒိယနိုင်ငံသားတွေအိန္ဒိယနိုင်ငံမှာတော်တာဖြစ်တဲ့သူတွေဖြစ်ဖြစ်အိန္ဒိယနိုင်ငံသားတွေဖြစ်ဖြစ်ဆိုတော့ကျွန်တော်တို့ရေတော့ကြည့်တော့ရနိုင်မှာမဟုတ်ဘူးအဲ့တော့တော့ အယံခေခဲတယ်ဆိုပေမဲ့အဲ့လိုမျိုးတွေနဲ့ထရှိနေကြတာတကယ်အနောဆန်ကောင်းပါလေအာအဲ့လိုမျိုးတွေနဲ့ဒီသူတို့အိန္ဒိယနိုင်ငံသားတွေအတွက်တော့မှဒီနိုင်ငံမှာ seven seven တယောက်ဖြစ်ဖို့ကအယံကိုမှချက်ကင်းနေတဲ့စင်ခုမှုတရားဖြစ်နေတဲ့ခါကြတော့ international student တွေအတွက်ဆွေးနော်အယံကိုပို့ပြီးမှ ခက်ခဲမှတေးချတယ်။ဒါကြောင့်မလို့လေအိန္ဒိယနိုင်ငံသားဆယ်ဝန်တယောက်ဖြစ်နိုင်ဖို့ကဘာပေါ်မှာအခက်ခဲဆုံးနိုင်ငံတနိုင်ငံအဖြစ်ပါဝင်နေရဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီဟာကြတော့ကျွန်တော်ပါဝင်ခြင်းကိုလေးလာနေသေးရတာရဲ့ကျွန်တော်ရေးလေးလာမှုတွေရောအာတုံးမြင်နေရတဲ့အရာတွေကို Facebook ပေါ်ကသူနေချင်းတွေဖြစ်ဖြစ် အာအနာဂတ်မှာတောက်တာတယောက်ဖြစ်ဖို့7တယောက်ဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်တွေအတော့ကိုကျွန်တော်ထည့်ထားပြီးမှဒီဟာကိုအိန္ဒိယနိုင်ငံမှာတောက်တာတယောက်ဖြစ်ဖို့ဆိုရင်တို့ဒီလိုမျိုးလေးတွေဖြစ်ရတယ်ဆိုတဲ့ဟာကိုအခြေခံပြီးမှ sharing လုပ်ပေးရတာချင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် thank you